အမေဒါအမေနာမည်နဲ့တရားနာပြီးရနော်အမေနော်ကောင်းရမွေးရတော့နော်အမေနော်တောက်ဆဲကြသီးလားနော်အမေနော်တောက်ဆဲကြနေမတော်တည်နေနေလည်းကမတော်ဘူးနော်အမေနော် အခုပြပေးမယ့်ဗီဒီယိုမှာတော့အရန်ကိုမှဒီစိတ်မကောင်းစရာပေါ့နော်ရှင်နာစရာအဖြစ်အပျက်ပါတာဖြစ်တဲ့အတွက်ဒီစိတ်ခိုင်းမှကြည့်ကြပါလို့ကျွန်တော်အရင်ဥဆုံးအပြောချင်ပါတယ်ခင်ဗျာဒီဗီဒီယိုထဲမှာဒီတာမီနှစ်ယောက်ဗီဒီယိုကိုကျွန်တော်အခုအရင်ပြပေးမှာပေါ့နော်ဒီတာမီနှစ်ယောက်ပါဆိုလို့ရှိရင်သူ့ရဲ့အမေကအခုဒီတိုက်ပြူတဲ့အထဲမှာပေါ့နော်အခုပြနေတာပေါ့နော်မြင်နေတဲ့အချိန်ကျွန်တော်ဒီနေရာမှာသူ့ရဲ့ဒီအမေကိုတော့ဝါးထားမယ်ပေါ့နော်ကျွန်တော်ပြချင်ပေးမယ်ဒီ YouTube ကလက်မခံဘန်းမှာဆိုလို့ပေါ့နော်အားလုံးပဲဒါကျွန်တော်ခွင့်လွှတ်နားလည်ပြီးကြပါဒီလောက်ပဲပြလို့ရလို့ပေါ့နော်အဲဆိုတော့ဒီကာယကံရှင်ဒီပိုင်ရှင်ပေါ့နော်သူ့အမေကဒီတိုက်ကြားထဲမှာတွေ့ရတိုင်းညက်နေတယ်အဲ့ဒီညက်နေတဲ့အတွက်ကိုသူ့ရဲ့အမေရဲ့လက်ကလေးကိုကင်ပြီးတော့ပေါ့နော်အဲသူဒါသူ့ရဲ့အမေကိုသူ့ကိုစိတ်ချဖို့အတွက်သူမှားနေတာပေါ့နော်သူ့ရဲ့အမေကတော့အဲ့ဒီတိုက်ပြီးပြီးချင်းမှာပဲတိတ်မကြခင်မှာပဲသုံးသွားတယ်လို့တည်င်း ကြားသိရတယ်ပေါ့နော်တော်တော်လေးကိုမှစိတ်မကောင်းဖြစ်ဖို့ကောင်းပြီးတော့တော်တော်လေးကိုမှရင်နာစေရအဖြစ်အပျက်ပေါ့နော်ကိုယ့်ရဲ့ဒီအမေတယောက်လုံးကိုတွေ့နေရတဲ့နေ့တော်မှာကဲထုတ်မပေးနိုင်တဲ့အဖြစ်အပျက်ကတော်တော်လေးကိုမှရင်နာဖို့ကောင်းမယ်လို့အဲထင်ပါတယ်တွေးကြည့်ရုံနဲ့ပေါ့နော်တွေးကြည့်ရအောင်မလို့အခုကျွန်တော်တို့မြင်နေရတဲ့ရင်ကိုတိတာတယ်ပေါ့နော်တော်တော်လေးကိုမှဒါရင်နာရအဖြစ်အပျက်တစ်ခုပါပဲဟုတ်ကဲ့ဒါဆိုလို့ရှိရင်တော့ကျွန်တော်ဒီအကိုရဲ့အတန်ဘူယိုဖိုင်ကိုပေါ့နော်ကျွန်တော်ဖွင့်ပြပေးပါမယ်ခင်ဗျာအမေဒါအမေနာမည်နဲ့တရားနာပြီးရနော်အမေနော် có mấy ông người to nữa mình nó tao sẽ giờ tí là nó mình nó tao sẽ giờ đi mà to thì gì này đi để tao mình to nó mình nó có nhà mình to nữa mình nó tao sẽ giờ tí là mấy mà to thì gì này đi để tao mình to ok để sau mình đủ nó mình nó tao lên lên mà mình đi mà နောင်းပြီနော်တောက်ဆိတ်ကြဟုတ်ကဲ့တက်ဆက်ထဲမှာပဲအခုတွေ့မိနေရတဲ့ view file ကတော့ဒီတိုက်တာအဆောက်အုံတွေပြူသွားတဲ့အာမိသားစုတွေရဲ့အင်ရှိမှာပေါ့နော်ဒါတိဆုံးသွားကြတဲ့အဲ့ဒါသူတို့ရဲ့မိသားစုဝင်တွေကိုဒီမှာအလောင်းတွေတော့ပြန်ရပြီပေါ့နော်အမှဒီတရားနာနေတဲ့လူတွေရဲ့အနောက်မှာဒီအုပ်ထားတာကဒီတည်ဆုံသွားကြတဲ့အဲသူတွေပေါ့နော်အဲ့ဒီသူတွေကိုဒါအနောက်မှာထားပြီးတော့သူတို့ဒီအိမ်ရှိမှာပဲဖုံးဝင်တွေကိုအဲတရားနာပင့်ပေါ့နော်ဒါစွန့်တော့အမျှဝင်နေတဲ့ဗီဒီယိုဖိုင်ပါ အဲဘလောက်တောင်ရှင်းတော့ကောင်းလိုက်တယ်နော်အဲအိမ်နေတော်ဝင်ပြီးတော့အဲတရားနာလို့မရဘူးပေါ့နော်ဘာလို့လဲဆိုတော့ဒီမှာသူတို့အိမ်နေရပြိုကျပျက်စီးနေတာဖြစ်တဲ့အတွက်ဒီလမ်းမှာပဲပေါ့နော်သူတို့ရဲ့ဒီတည်ဆုံသွားကြတဲ့မိသားစုဝင်တွေကိုဒီလမ်းဘေးမှာပဲအ ထပြီးတော့တရားနာနေကြရတဲ့အဖြစ်အပျက်ကြီးပေါ့နော်တကယ်ကိုမှရှင်းနာစရာအဖြစ်အပျက်ကြီးပါအခုဖြစ်ဖြစ်သွားတယ်ပေါ့နော်ဒီငလျင်ကြီးဟာဆိုရင်လည်းကျွန်တော်တို့ရဲ့မြန်မာနိုင်ငံမှာပေါ့နော်ကျွန်တော်တို့ကလေးဘွားတွေကအခုအတရွေရောက်လာတဲ့ဒီတော်တော်လေးကိုမှတာအကျန်းဆုံးငလျင်လို့ပြောလို့ရတယ်အဖြစ်ဆိုးရင်လည်းတော်တော်ကြုံသွားတဲ့ငလျင်လို့ပြောလို့ရတယ်ပေါ့နော်